ကိုကန်တက် MNDAA နဲ့စစ်ကောင်စီကြားဆွေးနွေးပွဲပြည်လည်မှုမရခဲ့ဘူးလို့နိစက်သူတွေနဲ့လေလာသူတွေကသုံးသပ်ပြောဆိုပါရယ်ထက်အောင်တရေပေးပို့ထားပါရယ်ရှင်တရုတ်စိုးရရဲ့ဂျာဝင်မှုနဲ့စစ်ကောင်စီနဲ့ကိုကန်တက် MNDAA တို့ကြားတရုတ်နိုင်ငံကူမင်းမြို့မှာမတ်လ22ရက်နေ့ကနေ24ရက်နေ့ထိတွေ့ဆုံခဲ့ကြတာပါ တွေ့ဆုံမှုအတွင်း MNDA တင်ပိုက်ထားတဲ့လာရှုကိုပြန်ပေးဖို့အတွက်စစ်ကောင်စီဘက်ကတောင်းဆိုခဲ့ပေမဲ့သဘောတူညီမှုမရခဲ့ဘူးလို့ကိုကန်တက်တဲ့နီးစပ်သူတို့ကပြောပါတယ်။ကိုကန်တက်တဲ့နီးစပ်သူတို့ပြောပြတာကို DB ကနောက်ခံအတန်းထည့်ဖတ်ထားပါတယ်။တည်ရတဲ့လောက်ကတော့စစ်ကောင်စီဘက်ကလာရှုကိုပြန်ပေးဖို့တောင်းဆိုတယ်။ဒီဘက်ကလည်းမပေးနိုင်ဘူးလို့ပြောတယ်။ဒါကအဓိကကိစ္စပဲ။ဒါကြောင့်ဆွေးနွေးပွဲကမပြေလည်ဘူးလို့ပြောလို့ရပါတယ်။လာရှုမျိုးကို MNDA နဲ့ပူးပေါင်းတပ်တွေကပြီးခဲ့တဲ့2024ခုနှစ် ဇူလိုင်26ရက်နေ့မှာအပြည့်အသက်သိမ်းပိုက်ထားနိုင်တာဖြစ်ပြီးလက်ရှိအချိန်ထိလည်းထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။ရှမ်းမြောက်မှာညီနောင်မမိတ်တွေရဲ့စစ်စင်ရေးအကောင်လာတဲ့နောက်မှာတော့တရုတ်ရဲ့ဖိအားပေးမှုတွေရှိလာပြီးတွဲဆုံဆွေးနွေးမှုတွေဖြစ်လာတာပါ။ပြီးခဲ့တဲ့ဆွေးနွေးပွဲတွေအတွင်းစစ်ကောင်စီနဲ့ MNDA တို့ကြားတိုက်ပွဲတွေရပ်ဖို့သဘောတူညီခဲ့ကြပါတယ်။လက်ရှိမှာတော့တရုတ်ဘက်ကနေဇဂိတ်တချို့ကို ပြန်ဖွင့်နိုင်ဖို့စီစဉ်နေပြီး MNDA ဘက်ကလက်ခံပေးမယ်စစ်ကောင်စီဘက်ကတော့လာချို့ကိုပြန်ရမှဖွင့်မယ်ဆိုတဲ့သဘောထားရှိတာကြောင့် ဆွေးနွေးပွဲကအဆင်မပြေဖြစ်ခဲ့တာလို့တရုတ်ရေးကျွမ်းကျင်သူဒေါက်တာလှကျော်စောကပြောပါတယ်။အစ်ကမကြားရတော့ဒီကူပြဟိုသူတို့အဲ့ဒီနေဆက်ကုံတွေကြီးဒီကူဖွင့်မှုတရုတ်ဘက်ကကြိုးစားပါများတယ်။အဲ့တော့ MNDA ရလည်းလက်ခံတယ်ဒါမဲ့စစ်ကောင်စီကအဲလာချိုးပြန်ရမှာသူကခံထားတယ်။သူရေးရဲချင်းကတော့မတူဘူး MNDA ကိုစစ်ကောင်စီရောအတူကဝင်ပြီးတော့ ဆက်သက်ပြီးပြီးတော့ဆွေးနွေးခိုင်းလို့လာဆွေးနွေးတာလေ MNDA ကတော့သူရထားပြီးသားနေအောင်တည်ငြိမ်အောင်လုပ်ပါလေတည်ငြိမ်အောင်လုပ်ပါလေဒါအတွက်အသိမှတ်ပြုကိုကျွန်တော်လာပုံရတယ်စစ်ကောင်စီကလည်းဒီဟိုဆွေးနွေးပွဲကိုတက်တာတရုတ်ကဖီးအားကြောင့်မှတက်တာသူကအချိန်ဆွဲဖို့ပဲလာချိုးရေးအစီအမံပြေတာကြောင့်စစ်ကောင်စီဘက်ကပြန်ပြီးထိုးစစ်ဆင်မလားဆိုရဲဆိုရမှုတွေရှိကြပေမဲ့လက်ရှိအနေအထားကတော့စစ်ကောင်စီအနေနဲ့ပြန်ပြီးတိုက်နှံစွမ်းမရှိဘူးလို့လည်းဒေါက်တာလာကျော်စောကပြောပါတယ် ဆွေးနွေးပွဲကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီရော MNDA ဘက်ရောဒီဥပဘက်ကပါတစုံတရာထုတ်ပြောထားတာမရှိသေးပါဘူး။ဆွေးနွေးပွဲအစီအမံပြေတာကြောင့်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေပြန်ပြီးလှုပ်လာမှာကိုတော့ဒေသခံတွေကစိုးရိမ်နေကြပါတယ်။ကျွန်တော်ထအောင်ပါ